ရန်ရင်ခုံပါတယ်စင်ပေါ်လဲရောက်လျောက်စိတ်တွေရန်လှူရှားပြီးဒူးရီတောင်တုံနေတယ်စိတ်မလုံရှားဘူးလို့စိတ်တင်းထားကြမှာတကယ်တမ်းစင်ပေါ်လေးရောက်လေရောက်တော့တော်တော်စိတ်လုံရှားပါတယ် တို့ဒီလိုအခုပပိုတို့အသက်အရွယ်မှာပေါ့နော်ကိုလှုပ်ချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကိုကိုကတော့နှစ်ခါစဉ်းစားမနေဘဲနဲ့ကိုရဲ့ဆုံးဖြတ်ချက်အတိုင်းပဲကိုဘာမှမစဉ်းစားဘဲနဲ့ဒီရောင်ငါလှုပ်နိုင်မယ်ဆိုတဲ့အရာကိုပဲတွေးပြီးတော့လည်းပါဝင်ဖြစ်တာပါရှင်အခုကတော့ဒါအကောင်းဆုံးလုပ်မယ်လို့ရည်ရထားတယ်နောက်ပြီးကိုပြောရတဲ့အရာတိုင်းမှာ I try my best I give my best ဆိုတော့ပြောရတယ်ဆိုတော့ slogan တိုင်းပါတယ်ဆိုအရန်ဖော်ရည်တယ်ပြောလို့ရှိရင်ဟန်စာဖို့မရှိဘူးပေါ့နော်ဒါပို့လို့ live ပြီးွားတဲ့အချိန်မှာလဲစကားတွေအကြာကြီးထပ်ပြီးတော့ပြောဖြစ်ပါတယ်ပို့လို့ miss ခောင်းနေရောဘလို့တွေပြင်ဆင်ကြမယ်သူဘလောက်ထိဒီပေါ်မှာအရန်ဟိုစိတ်နစ်ထားတယ်ဆိုတဲ့ဟာကိုလေပို့လို့အတိုင်းမသိမြင်ရတဲ့ကြောင့်မလို့ဒါသူ့ကိုတော့ပို့ကအမှတ်တရမှာဆိုရင်တရတက်လောက်တောင်ပေးလို့ရပါတယ်ကို့အတွက် ာမိတ်ဆက်ပွဲနေ့ဆိုတော့ဒါပထမဆုံးပွဲဦးထွက်ရင်းဆုံး Miss Grandma ရင်းဆုံးပွဲဦးထွက်လာတာပါအရန်ရင်ခုံပါတယ်စင်ပေါ်လဲရောက်လျော်စိတ်ကြီးရမ်းလှူရှာပြီးဒူးရီတောင်တုံနေတယ်အရန်ရင်ခုံနေပါတော့ဒါမှဟိုအရန်ကြီးစိတ်မလှူရှာဘူးလို့စိတ်တင်းထားကြမှာတကယ်တမ်းစင်ပေါ်လေးရောက်လေရောက်တော့တော်တော်စိတ်လှူရှာပါတယ် အာရဟန်းရင်ခုံနဲ့အားလုံးကလုံးဝတော်တော်များများအရေးချင်းလေးရှိပြီးတော့ perfect ဖြစ်တယ်ပေါ့နော်ဘဘူးရဲ့တကယ်ပြိုင်ဘက်ကောင်းတယ်လို့မြင်ပါတယ်ရှင်ကျွတင်ပြစင်မှုကတော့ဘဘူး NC ကတော့အရန်ကိုအားရတယ်အဲ့ဒါလည်းမကြခင်မှာလာတော့မယ်ပေါ့နော်ဟုတ်ကဲ့အဲ့တုံးကတော့ကိုယ့်ကိုပါမယ်လို့တော့မထင်ထားဘူးပေါ့နော်ဒီနာမှာလေးကိုယ့်ကိုဒီတိုင်းအေးစင်းကအဲ့ဒီမပါခဲ့ရင်ကအပြည့်ဝအိတ်မယ်နားမယ်လို့တော့စဉ်းစားထားတာပေါ့နော်ဒါပေမဲ့အဲ့ဒီမှာပါသွားတော့လေအရန်ကြော့ပါတယ်တကယ်ကိုမာရိုဆိုင်တော့ ਨੇ အတူတူဒီ miss ့၅ရောင်နဲ့အတူတူညရစားခွင့်ရရတဲ့အရင်ပျော်ပါရရှင်။ဟုတ် voting နဲ့သွားတာပါဒါပြည်သက်အပိမှုအများအများဆုံးရတဲ့အလှမဲ့၅ရောက်ကိုရွေးချယ်ထားတာပါ။ထင်တော့မထင်တော့ဘူးပေါ့နော်။ဒါပေမဲ့ကိုယ့်ကိုပါမယ်လို့လည်းယုံကြည်ထားပါတယ်။ဘာလို့ဆိုပြည်သက်တွေကလည်းအနောက်မှာ fan တွေကလည်းရှိပြီးသားဆိုတော့ပါသွားရဆိုတော့အတိုင်းမသိဝမ်းသာပါရရှင်။ဒီနာပထမဆုံးစားရတဲ့ညဆိုတော့လေအဲ ငါတခုခုအမှားရင်းလုံးမိသွားမှဆိုရင်လေဆိုရယ်စိတ်ကတော့ရှိခဲ့ဒါပေမဲ့အကောင်းဆုံးမိကုန်းတွေကိုတိတိမိမိနဲ့ဖြည့်နိုင်နေပေါ့နော်အဲ့ဒီအတွက်ဒီ comment တွေမှာရောအများကြီးအများကြီးပဲပေါ့နော်ငွေချင်းတွေရောအများကြီးလာပြောကြရတဲ့တကယ်ဝမ်းသာပါတယ်ဟုတ် အရန်ရှင်ခုံတာပေါ့မလို့မထင်တာဘူးလေဒီပွဲကိုပြာကနေကအမှန်တမ်းပြောရလို့ရှိရင်ဝေဖန်မှုတွေကအရန်များခဲ့တယ်ဒါပေမဲ့ခုရှိမှပြန်ပြီးတော့ကိုစူးစမ်းလာတာကိုပြည်သက်တရားအတိမတ်ပြုလာပေးရတဲ့အတွက်ကြောင့်ဒါအကုန်လုံးတော့မဟုတ်ပါဘူးเนาะတော်တော်များများပို့ချစ်တဲ့လူတွေက ဟိုအတိမတ်ပြုလာပေးကြတဲ့အတွက်တကယ်ကိုအတိုင်းမတိဝမ်းသာပါရဲ့ရှင်တော်တော်များများနဲ့ကတဝက်နီးပါးကြတော်လောက်ကပပူနဲ့တိနေကြရည်လို့ဆိုတော့တကယ်ဝမ်းသာရဲ့ကုလူကြီးတွေပဲဖြစ်နေရဆိုတော့အရင်လဲအားရှိတယ်ပျော်လဲပျော်တယ်ကိုကြိုးစားတာကိုလည်းအတိမတ်လာပြုပေးကြရတဲ့အတွက်လည်းတကယ်ကိုကွန်ပျူပါရဲ့ကိုကိုကိုအရင်လဲကျေးဇူးတင်ပါတယ်ရှင် ready ဖြစ်နေပြီဟုတ်အခုချိန်မှာပို့ပို့ ready ဖြစ်နေပါပြီရှင်ဒါ ready မဖြစ်သေးဘူးပြောလို့ရှင်ဒါတော်တော်နောက်ကျနေရလို့ပဲမြင်ပါတယ်ပေါ့နော်ပို့ကကို ready ဖြစ်နေလို့ပြောရမြင်ပါတယ်ဟုတ် ဲ့လိုရဲတော့မရှိပါဘူးအားလုံးညီမလေးတွေရော အမတွေရောအကုန်လုံးက perfect ဖြစ်ပြီးတော့တကယ်ကိုစူးစမ်းကြတဲ့အတိုင်းပဲပေါ့နော်အတိုင်းမသိအနည်းကမြင်နေရတာဆိုတော့လေတကယ်ကိုသူတို့တွေလည်းတော်တော်စူးစမ်းအထောက်ထားတယ်ကိုရန်ကလည်းရော့မနေအောင်လို့စူးစမ်းအထောက်ထားတယ်ဆိုတော့လေအကုန်လုံးလည်းထတူဖြစ်မယ်လို့မြင်ပါတယ်ရှင်ဟုတ်ရှစ်တစ်ခေါက်ပွဲကကြတော့သူကအငိမ်ပိုင်းလေးသွားတဲ့ပွဲပေါ့နော်ဒီနှစ်ပွဲကကြတော့တော်တော်လက်လက်လေးဆိုကိုကအမှန်တမ်းပြောရင်အငိမ်ဘက်ကိုသွားတယ်ပေါ့နော်ဒါပေမဲ့အခုကြတော့ကိုကို challenge ခေါ်လိုက်တာဗောနော်ငါနည်းနည်းတော်တော်လေးလေးဖြစ်ချင်နေဆိုရဲတခြားမလို့ကတော့လာတိုင်းတာပါဟုတ်အဓိကတော့ cover ဘိုင်းမှာပေါ့နော် cover ဘိုင်းမှာပိုးရုပထမအရင်တော့ရှောက်ခဲ့ရလို့မျိုးငငိမ့်လေးဖြစ်နေတော့ပဲနဲ့အဲ့လိုလှုပ်ရွနေတာမျိုးတွေဘိုင်း social media ဘိုင်းမှာလည်းအဲ့လိုမျိုးနည်းနည်းတက်တက်ကြွကြွဖြစ်နေတာမျိုးလေးဆိုရင်တော့ပို့ပြီးတော့ကိုယ့်ကိုအဲ့ဒါလေးကိုတော့ပို့ပြီးတော့လှုပ်ဖြစ်နေပါရှင်အဓိကတော့ကိုယ့်ကိုထမ်းထွင်ထားတယ်ပြီးတော့ဒီနိုင်ငံခြားကသူတို့လှုပ်ထားတဲ့ထမ်းလေးကြီးဖြစ်တယ်ပေါ့နော်အဲ့အဲ့ဟာလေးတွေကိုအဓိကလှုပ်ထားပါတယ်ဟုတ်မတူတဲ့တန်းလေးမြင်ရပါဘူး ပါတယ်။ကိုတို့ဒီလိုအခုပေါ်ပေါ်တို့အသက်အရွယ်မှာပေါ့နော်ကိုလှုပ်ချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကို ူကတော့နှစ်ခါစဉ်းစားမနေပဲနဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲကိုဘာမှမစဉ်းစားပဲနဲ့ဒီရောင်ကလုံနိုင်မယ်ဆိုတဲ့အရာကိုပဲတွေးပြီးတော့လည်းပါဝင်ဖြစ်တာပါရှင်ကိုနဲ့စကားပြောကြည့်တော့ဒီဒင်နာမှာပို့ပြီးတော့ရင်းနှီးွားပါဘောနော်ပို့ပြီးတော့သဘောကောင်းတယ်စကားပြောလို့အရင်ကောင်းတယ်လို့နွေးနွေးထွေးထွေးရှိရယ်ဝဲခန်းဖြစ်တယ်အရင်ဖော်ရည်တယ်ပြောလို့ရှိရင်ဟန်ဆောင်မှုမရှိဘူးဘောနော်ဒါပို့လို့ live ပြီးွားတဲ့အချိန်မှာလည်းစကားတွေအကြာကြီးထပ်ပြီးတော့ပြောဖြစ်ပါတယ်ပို့လို့ miss ကောင်းရောက်နေရောဘယ်လိုပြင်ဆင်ကြမလဲသူဘယ်လောက်ထိဒီပေါ်မှာအရင်ကိုစိတ်နစ်ထားတယ်ဆိုတဲ့ဟာကိုလည်းပို့လို့အတိ ိုင်းမသိမြင်ရတဲ့အကြောင်းမျိုးတော့သူ့ကိုတော့ဘုရားအမှတ်တရမှာဆိုရင်တရားတက်လောက်တောင်ပေးလို့ရပါတယ်ကို့အတွက်အကိုကတော့ဒါအကောင်းဆုံးလို့မယ်လို့ရည်ရထားတယ်နောက်ပြီးကိုပြောရတဲ့အရာတိုင်းမှာ I try my best I give my best ဆိုတော့ပြောခဲ့တယ်ဆိုတော့ slogan တိုက်သွားတယ်ဆိုတော့အများကြီးလုံးနိုင်မယ်လို့တော့မြင်တယ်ဘဘွားတော့ဆိုသူပြင်ဆင်ထားတဲ့ဟာတွေကအခုမှမဟုတ်ဘောနော်ဒီသူ grand မှာစပြီးတော့ယူလိုက်တဲ့အချိန်ကလေးကသူအများကြီးပြင်ဆင်ထားရယ်ဆိုတော့လည်းမြင်ရတယ်ဘောနော်ပြီးတော့ဒီပြီးွားတဲ့အချိန်မှာလည်း သူ့ရဲ့ဒီလှုပ်ချင်တဲ့ဒီ project တစ်ခုလည်းရှိရယ်ပေါ့နော်အဲ့ဒါကိုလည်းပိုလို့သူပါဝင်ဖို့အတွက်လက်တွဲခေါ်ပေးတယ်အဲ့ဒီဟာကိုလည်းပိုလို့အတူတူပေါ့နော်အဲ့ဒီ project ကိုအတူတူလုပ်ဖို့လည်းစဉ်းစားထားပါတယ်ရှင်ဟာရှိရပါဘောအများကြီးပေါ့ပစပူဒီကိုပြန်ပြီး campus ပြန်လာတဲ့အချိန်ကငါဘယ်ပွဲ join မယ်လို့တော့မစဉ်းစားထားဘူးဒါပေမဲ့ ready ဖြစ်နေအောင်တော့လုပ်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာလည်းပိုပိုအကယ်၍သာဝင်နိုင်ရခင်မယ်ဆိုလို့ရှိရင်တော့အကိုမတို့ဆိုင်တော်နဲ့အတူတူပေါ့နော်တေချာကိုဒီဘက်ကနေပြီးတော့ လုံးဝရှော့မနေအောင်လို့အားလုံးပြင်ဆင်သွားမယ်လို့စဉ်းစားထားပါတယ်ရှင်။ဝင်နိုင်ရဖို့အတွက်ယုံကြည်ချက်လောက်ရမယ်လို့ရှိတယ်။အပြည့်ပါပဲ။အကုန်လှကြတယ်။တချို့ကျတော့တပုတ်မစားဘူးဒါပေမဲ့အပြည့်မှအရန်လာတယ်။တချို့ကျတော့တပုတ်ရန်စားတယ်။အပြည့်မှလည်းလှနေရမျိုးပေါ့နော်။အကုန်လုံးက perfect ဖြစ်တယ်။သူတို့လည်းလုံးဝရှော့မနေလို့ကိုယ်လည်းလုံးဝရှော့မနေအောင်နေရပေါ့နော်။အဲကြောင့်မို့မြမလေးတို့လည်းအားပေးတယ်။ဘို့လည်းအားပေးကြပါလို့ဒီနေ့ပြောချင်ပါတယ်ရှင်။